ကျမ်းမာတော်မူကြပါစားခမညာ K Media and New Channel ကနေပြီးပြန်လည်ကြိုဆိုလိုက်ပါတယ်အမြင်နာကြလို့မိများသွားပြီလားကြီးတာတော့တဲ့အဲ့မဝင်ပါလေမဝင်လားဝင်ပါမလားပေါဝင်မလားဝင်ပါလားမင်္ဂလာပါမင်္ဂလာပါကျွန်တော်တို့အမေတို့အပြန်လန်းကမ်းမိတ်လုပ်နေတဲ့အကြောင်းလေးကအခုဆိုကမ်းမိတ်တက်တန်းတော့ပြည့်သွားပြီနော် တီးသွားရင်ဘနေတော့ကြော်ရိုက်ကျွန်တော်လည်းမအားလို့အဲ့ဒီအကြောင်းတွေလည်းမပြောပြဘူးပေါ့နော်အခုတော့ဒီနေ့တော့ပြောလိုက်ပဲပေါ့နော်ဘူတော်ဘူးမန်လေးကောင်းကောင်းချုပ်ပြပါတော်ဆုံးပြီတဲ့ကောင်းတယ်မသိလို့ရှိရင်ဘူးလေဟိုတို့ဖို့တို့ မင်္ဂလာပါသတိရတယ်သတိရတယ်သတိရတယ်ကျွန်တော်တို့တွေ့ဆုံကြမှာဗျာဟီဟာပြိပဒါပြောကြမှာဘင်းကတဲ့အကြောင်းလေးပါလေပြောကြရေရေတော့ကောမကူတယ်လေချောင်းရတယ်ကျွန်တော်စိတ်ကပြကြည့်လေမြင်နာကြလို့ထိုင်ရနေလို့လူလူရတယ်ရပါတယ် ကျွန်တော် campaign အကြောင်းလေးပြောကြအောင်မင်းမင်းကတော့အေးမင်းကပေါ်အောင်နေကြတာပေါ့ဒီကနေ့တော့မိုင်းလေးလာလို့မိုင်းလေးလာလို့မိုင်းလေးလာဝီတော့မှန်ပါတော့ monetization ိတ်စီဘီကိုဆက်သက်ပေးပါတော့ညီလေးဒီလာမယ်ဆိုရင်ရှဲမရှဲမမင်္ဂလာပါ YouTube ကလူတွေမင်းနေတဲ့ တူတူဟယ်လိုတဲ့။ဟောအတူမတရားတော့ဒီလိုခါ။ကိုယ်ရည်ရည်ရတော့ဥပြင်းစင်းလို့ဖွဲ့ပါလို့သူမခေါ်ပြပါရဲ့သူ ਈ သူ ਈ နေကောင်းလား အဝေးဆုံးမှနေမယ်ချစ်ရင်နေမယ်ချစ်နောက်အကြောင်းတော့ကိုဇွဲတဲ့အခုလာလို့အစင်ပြေလာစီဗီမှာမေးပါလားအခုလာလို့ရပါတယ်လို့တင်နန်းသားလက်ခံနေပါဗျာပတ်စံ7တဲ့အတွက်ကျွန်တော်ကိုနေတယ်နာမည်ခေါ်ပေးပါမင်္ဂလာပါမနူ che le calunate lì oh ma guarda vai ne camo di lì ne camo di lì ti do di lì ti do di lì ne camo di o su di o su ne c'è Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ ုနေရတယ်ကိုကြီးနာမည်ပေါ်ပြပါတဲ့ဟင်ကိုဇိုရဲ့ကလေးမွေးရတယ်ဘယ်တော့ရင်ကိုရောက်မှလဲဟာရောက်တော့ကောင်းနာမည်ကလေ AB AB+ ရတဲ့ဟုတ်ကဲ့ကိုအကလေးမွေးနေရတာကိုဒီလိုရတော့ပြောတာဟုတ်မှာဟုတ်မှာမြန်မာလေးနဲ့နောက်မှာထိုင်နေတယ်ကိုကြက်လေးငယ်ဆုံးလေး သူတို့ကဟိုဟာပါလဲကလေးတွေခေါ်ပြီးစစ်တလန်ပေးနေလို့ပဲကလေးတွေမဟုတ်ဘူးသူတို့ကလေးတွေမဟုတ်ပါဘူးတို့ကျန်တော့မပြည့်သေးဘူးလေသူကတော့မပြည့်သေးဘူးသွားတော့သေးသေးလေးတွေငုံညိုလို့ရတယ်တော့မပြည့်သေးဘူးမယ်ညာ9နာရီလို့ဗျာကျွန်တော်အပြင်ထွက်လိုက်တာအဲ့ဒီအရမဆရာသက်ထူထောင်းခေါ်လာလို့ကျွန်တော်ရောက်လာဒီချိုး မင်္ဂလာပါမင်္ဂလာပါ share ပေး share ပေး share ပေးကြအောင် share ပေးကြအောင် YouTube ဖွဲ့တွေဘာလုပ်နေလဲကျွန်တော်တို့စကားတွေပြောမယ်အမေတွေဘာလဲဖြစ်ကုန်တာကောင်းမတင်ဟမ်အမေနော်အမေနော် share မယ် share မယ်အာ YouTube ဖွဲ့နဲလိုက်တယ် YouTube ကဘာ viewer တွေနဲလိုက်တာ YouTube ဖေးဖို့ viewer တွေ ကလေးကိုလာပြောချင်းအမေစင်အမေစင်လာပြီးမှုရင်နာမည်ခေါ်ပေးပါရကိခိုင်ဟ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 ိုင်မင်္ဂလာပါကိုစွန်းညီကိုများမင်္ဂလာပါမင်္ဂလာပါโอเคจ้ามาคิวซะจ้าบาโอเคโอเคโอเคแชร์มาแชร์มา ကျိုးစကားပြောတော့ကျွန်တော်တို့ဒီဂျက်ဆစ်ဆိုကြ PDF ကနေပြီးတော့အမေအိမ်တို့အပြန်လန်းဆိုတဲ့အဲကမ်ပိန်းပေါ့နော်ကျွန်တော်တို့လုပ်နေတာပေါ့နော်လုပ်နေတာအခုကကမ်ပိန်းရက်ကိုကြော်သွားပြီပေါ့နော်ကြော်သွားပြီဘယ်လောက်ရခိုင်နှုန်းပြီးသွားရဲ့ဟိုတော့ဟိုကိုတည်းကတည်းကကမ်ပိန်းပေါ့နော်အော်လုပ်နေတာပေါ့နော်လုပ်နေတာအခုကကမ်ပိန်းရက်ကိုကြော်သွားပြီ32ရက်ခိုင်နှုန်း32ရက်ခိုင်နှုန်းဟုတ်တယ်ကြော် ော့94လေးရောက်သွားတယ်အဲ့တော့ကျွန်တော်တို့ကရဲဘော်အယောက်300ပေါ့နော်ရဲဘော်အယောက်300ဒီကျွန်တော်တို့အထူးတပ်ဖွဲ့အထူးတပ်ဖွဲ့လို့ရနံပါတ်မသုံးချင်ဘူးဗျာအထူးတွေကလည်းကျွန်တော်နံပါတ်မသုံးချင်ဘူးကျွန်တော်တို့ဒီအထူးတပ်ဖွဲ့မဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ဒီပူမူကောင်းမွန်နဲ့တိုက်ပွဲဝင်နိုင်တဲ့မြို့ပြဆစ်စင်ရီတွေကိုဆင်နွှဲနိုင်မဲ့ရဲဘော်အယောက်300ကိုကျွန်တော်တို့ဒါဟို အဲ့300ပါတဲ့တဖွဲ့တစ်ခုကိုကျွန်တော်တို့ပြင်ဆင်ဖွဲ့စည်းနေတာရှိတယ်။အဲ့ဒီအတွက်ကျွန်တော်တို့ကဟိုလက်နက်ခင်းရတော့ဟိုအခုချိန်မှာလူခံပြီးဝယ်တာတော့ခင်မရှိတော့ဘူးဗောဗျာ။တိုက်ယူကြတာတွေပဲများကုန်ပြီတိုက်ပြီးတော့မှရရှိတာတွေလည်းရှိတယ်။အဲ့တော့ကျွန်တော်တို့လည်းဒီ KMU နဲ့မဟာမိတ်လုပ်ပြီးတော့မှကျွန်တော်တို့တိုက်ယူပြီးတော့မှကျွန်တော်တို့ဖြစ်တင်းမယ်ဗောနော်။အဲ့တော့ကျွန်တော်တို့ဖြစ်တင်းဖို့ခက်ခဲတဲ့ကျွန်တော်တို့ကြီကအုတ်ထုတ်ကြီကအင်ဂျီ အဲအဲ့လိုမျိုးပေါ့အဗီဘတ်ဒေးဟဲမတ်တွေကတော့ကျွန်တော်တို့ပြည်သူလူထုနဲ့ပူးပေါင်းပြီးတော့မှဖြစ်တင်ရလိမ့်မယ်ပေါ့နော်အဲ့တော့ကြောင့်မို့ကျွန်တော်တို့ကပြည်သူလူထုနဲ့ပူးပေါင်းပြီးဖြစ်တင်လာတာအခုဆိုရင်အယောက်300မှာကျွန်တော်တို့92ယောက်စာရပြီပေါ့နော်ကျွန်တော်တို့ကအယောက်300ကိုအဲနှစ်လအတွင်းဖြစ်ဖြစ်တင်မယ်ဆိုပြီးကျွန်တော်တို့ရည်မှန်းခဲ့ပေမဲ့အဲကျွန်တော်တို့ရည်မှန်းချက်နှစ်လပြည့်သွားပြီမဲ့မပြည့်ခဲ့ဘူးပေါ့နော်92ယောက်စာပဲရတယ်ဒါပေမဲ့လည်းကျွန်တော်တို့ဆက်သွားမယ်ဗျာ ဆက်သွားမယ်ဆိုတော့ကျွန်တော်တို့ဒီဒီ campaign ကိုကျွန်တော်တို့ဆက်ဆက်တိုးမယ်ပေါ့နော်ဆက်တိုးပြီးတော့မှအခုနှစ်လအတော်တွင်းကိုကျွန်တော်တို့ကအယောက်92ယောက်စာရတယ်ဆိုရင်တော့နောက်နှစ်လအတော်တွင်းဆိုရင်တော့ကျွန်တော်တို့အယောက်200စာလောက်ရမယ်လို့ကျွန်တော်တို့ရည်မှန်းပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကပြည်သူလူထုကဒီနေ့ဒီအချိန်မှာဒီရေမုံဝင်နဲ့ပတ်သက်လို့ပင်ပန်းနေပြီဆိုတာသိရပေမဲ့လည်းကျွန်တော်တို့ပင်ပန်းနေတယ်ဆိုတာသိရတယ်ပေါ့ဒါပေမဲ့လည်းတစ်ခါကြာရင်ကျွန်တော်တို့ပြန်အားတက်ရတာရှိတယ်အဲ့ဒါဘာတွေလဲဆိုလို့ရှိရင်ဒီ နိုင်ငံတကာပေါ့နော်ဒီ American American ရောက်မြန်မာတွေဒီကနေဒါဒီဥရောပရောက်မြန်မာတွေ America တိုက်ရောက်မြန်မာတွေအဲဒီကိုရီးယားဂျပန်ရောက်မြန်မာတွေတခါလေကြရင်လဲစူးစူးယုံယုံညင်ညွညွညွနဲ့အဲပွဲတွေလုတ်ပြီးတော့မှထောက်ပံ့နေတာတွေတွေ့တဲ့အခါကျတော့လဲအော်လူလူတွေဒါဒီချိန်ထိတက်တက်ကြွကြွရှိနေသုံးပဲဆိုတာသိရလို့အဲကျွန်တော်တို့ဝမ်းသာရတယ်ပေါ့နော်အဲကျွန်တော်တို့တော်လန်ရေးရှေ့ဆက်နေတာကလည်းဘယ်လိုပြောရမလဲ ျွန်တော်တို့ဒေါ်လာရေးရှေ့ဆက်နေတယ်ဆိုတာကလည်းကျွန်တော်တို့ဟိုလူလူတရက်လုံးကျွန်တော်တို့အပါအဝင်လူလူတရက်လုံးဟာဒီအာနာရှင်စနစ်ပြုတ်ကြရမယ်ဆိုတော့ရည်မှန်းချက်တွေကျွန်တော်တို့ရဲ့ရင်ထဲနှလုံးသားထဲမှာဒီမဖြစ်မနေရှိနေသေးတယ်ဆိုတော့ဟာတွေတွေ့ရလို့ကျွန်တော်တို့လည်းရှေ့ဆက်နေရဖြစ်ပါတယ်ပေါ့နော်အဲကျွန်တော်တို့မှလည်းတခြားစီးပွားရေးလုပ်တာလည်းမရှိဘူးကျွန်တော်တို့ကအခုချိန်ထိလူတို့ကိုအခြေပြုတယ်ဒေါ်လာရေးကိုရှေ့ဆက်သွားတယ်အဲတခြားဘာမှလည်းဟိုရီမန်ချက်တွေ့ဖဲတာမရှိဘူးပေါ့နော် အဲကျွန်တော်တို့ကတော်လည်ရေးမစခင်မှာတော့ဒီ PDF ဆိုတာမဖြစ်ပေါ်လာခင်မှာတော့ဟိုကိုအတောက်ကိုပုံဖော်ဖို့စူးစမ်းကြရတယ်ပေါ့ကျွန်တော်တို့ကတော့အားလုံးတယောက်ချင်းစီတိုင်းပေါ့ကျွန်တော်တယောက်တည်းမဟုတ်ဘူးဒီကျွန်တော်တို့ PDF မဖွဲ့ခင်တည်းကတော်တဲ့ကိုရောက်လာတဲ့လူတွေကတော့ကိုအတောက်ကိုပုံဖော်ဖို့စူးစမ်းတယ်အဲ့ဒါအတားဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီစစ်အာဏာရှင်စနစ်အောက်မှာကျွန်တော်တို့ကဟိုထားနေเสียရသွားမလုပ်ချင်တဲ့ လူဟာလူလိုနေရတဲ့ဘဝနဲ့ကျွန်တော်တို့နေခြင်းနဲ့ကျွန်တော်တို့ရဲ့အတ္တတွေကိုကျွန်တော်တို့အကောင့်ထဲပေါ်ဖို့ရောက်လာတယ်။အဲ့တော့ကျွန်တော်တို့ကအဲ့လိုအကောင့်ထဲပေါ်တဲ့လူတွေကိုစုမိတဲ့အခါကျွန်တော်တို့ရဲ့ PDF တွေဖြစ်လာပြီးတော့မှကျွန်တော်တို့ရဲ့နှလုံးသားထဲမှာသစ္စာဒိဋ္ဌံ၄ချက်ရောက်လာခဲ့တယ်။အဲသစ္စာဒိဋ္ဌံ၄ချက်ရောက်လာတဲ့အချိန်မှာပဲဒါကျွန်တော်တို့ရဲ့နိုင်ငံရေးကြီးမန်းချက်ဖြစ်တယ်။ဒါကျွန်တော်တို့ရဲ့စစ်ရေးကြီးမန်းချက်ဖြစ်တယ်ဆိုပြီးတော့မှဒီသစ္စာဒိဋ္ဌံ၄ချက်နဲ့အညီပြည်သူလူထုရဲ့ဆန္ဒကျွန်တော်တို့ရဲ့အတ္တကိုကျွန်တော်တို့အကောင့်ထဲပေါ်နေတာဖြစ်ပါတယ်ပေါ့နော်။ အဲ့တော့ကျွန်တော်တို့ဒီဆန္ဒတူတဲ့သူတွေအကုန်လုံးဟိုကျွန်တော်တို့ဆန္ဒတူတဲ့သူတွေအကုန်လုံးကျွန်တော်တို့အတူတူစူးစီးစီးရှေ့ဆက်သွားဖို့ရှိတယ်အဲ့တော့ကျွန်တော်တို့ဂျက်ဆစ်ဆိုကြတော့ရှင်းတယ်ကျွန်တော်တို့ရဲ့မူဝါဒအတိုင်းပဲစစ်ကောင်စီကိုကျွန်တော်တို့မြေပြင်ကနေပြီးတော့တိုက်ခိုက်ချေမုန်းမယ်အဲကျွန်တော်တို့မြေပြင်ကနေတိုက်ခိုက်ချေမုန်းတာနဲ့အတူစစ်ကောင်စီရဲ့အဲစစ်တပ်ပိုင်းဆိုင်ရာတွေပြတ်ဖို့အတွက်ကျွန်တော်တို့ကလည်းဒါဆိုရှယ်မီဒီယာနဲ့တဆင့် boycott လုပ်ပြီးတော့မှတိုက်ခိုက်ချေမုန်းမယ် အဲ့တော့ကျွန်တော်တို့ပြောပြမယ်ကျွန်တော်တို့စစ်ကောင်စီကိုဘာကြောက်လိုက်လွင်ပြီးပြောတယ်တချို့ပြောတယ်အာမင်းလိုက်လွင်ပြီးတော့ပဲပြောနေတာပဲဘာဖြစ်လဲပြောဖို့လိုလို့ကျွန်တော်တို့ပြောတာပေါ့ဘာဖြစ်လို့ကျွန်တော်တို့ကဒီမီဒီယာကဏ္ဍဒီမီဒီယာကဏ္ဍကဘယ်လောက်ထိအရေးကြီးလဲဆိုတော့မီဒီယာကဏ္ဍဆိုတာဟိုသတင်းမီဒီယာကဏ္ဍကိုပြောတာမဟုတ်เนาะသတင်းမီဒီယာဆိုတာကဗမ်လိုက်တဲ့သတင်းမီဒီယာရှိတယ်ပတ်စံရရင်ရတယ်လို့ရေးတဲ့သတင်းမီဒီယာတွေရှိတယ်မဟုတ်ဘူးဗျ ျွန်တော်တို့လူမှုပတ်ဝန်းကျင်မှာမလျော်ညီတဲ့ကိစ္စတွေရှောင်တင့်တဲ့ကိစ္စတွေရှောင်ရှားမဲ့ကိစ္စတွေ white collar လောက်ရမဲ့ကိစ္စတွေတွေဖယ်ရမဲ့ကိစ္စတွေကိုကျွန်တော်တို့ကထုတ်ဖော်ပြောရမှာဗျဒါမှဒါကရှက်စရာကောင်းတာလားဒါမလုပ်သင့်မလုပ်ထိုက်တာလားဆိုတာကိုကျွန်တော်တို့သိရမှာဟိုတလောတုန်းကဆိုရင်ကိုရီးယားကမင်းသမီးတယောက်ကိုကိုဆူဆိုက်လုပ်ပြီးတော့มาတေွားရတယ်ဗောတေွားရတဲ့အကြောင်းရင်းကဘာလဲဆိုသူက ဓာတ်တိုင်ကို तू ကဝင်တိုက်တယ်ဝင်တိုက်တဲ့အချိန်မှာသူတို့ရက်ကွက်လိုက်မီးပြတ်သွားတယ်အဲဓာတ်တိုင်ဝင်တိုက်တဲ့အမှုကို तू ကဝင်မခံဘဲနဲ့ကားမောင်းပြီးထွက်ပြေးတယ်ထွက်ပြေးပြီးတော့အဲထွက်ပြေးပြီးတော့မှ तू ကနောက်တော့အမှုရင်ဆိုင်ရပြီးတော့ဒီသူ့ရဲ့ပရိသတ်တွေကသူ့ကို white call လုပ်တဲ့အတွက်ကြောင့်မို့အဲ तू ကဟို pressure တွေများပြီးတော့မှကိုယ့်ကိုတက်တည်သွားတယ်ပေါ့ဒါပေမဲ့အဲ့လိုမျိုးထိတော့ပြင်းထန်တာပေါ့နော်ဒီ white call ရဲ့အတိတ်ဟိုလှုပ်လှုပ်ဆောင်ချက်ပေါ့နော်အဲ့တော့ကျွန်တော်တို့လည်းအဲ့လိုပဲဒီစစ်ကောင်စီနဲ့စစ်ကောင်စီအတိုင်းဝိုင်းနေသည့် လောကရဲ့ဟိုလူချင်းဝတ်တွေနဲ့ဆန့်ကျင်နေတယ်ပြည်သူလူထုရဲ့မျှော်လင့်ချက်တွေနဲ့ဆန့်ကျင်နေတယ်ဆိုတဲ့အကြောင်းတွေကိုသူတို့သိအောင်လဲကျွန်တော်တို့လေဘောကနေလဲပြောရမယ်ပြီးရင်နောက်တစ်ခါသူတို့ကိုကျွန်တော်တို့ဖယ်ခြင်းရမယ်အဲဘိုက်ကောက်လောက်ရခြင်းအဓိကကပုံကိုရေးမနာလို့တာမဟုတ်ဘူးကျွန်တော်တို့လူထုတွေတော်တော်များများကျွန်တော်တို့တချို့လူငယ်တွေတော်တော်များများအတွေးအခေါ်အရန်အားနေကြတယ်ဒါဟိုစော်ကားပုံကားပြောတာမဟုတ်ပါဘူးတွေးခေါ်အားနေကြတယ်ဘိုက်ကောက်လောက်တယ်ဆိုလို့ရှင်လဲ အာဥမာပေါ့ကျွန်တော်တို့ကဒီတော်လိုင်းရေးဖွဲ့စည်းတွေကနေပြီးတော့မှစက်ကားစနဲ့ပေါင်းတဲ့ဒီအဆိုတော်တွေကို white out လုပ်ရမယ်လို့ကျွန်တော်တို့ပြောတဲ့အခါကျွန်တော်တို့ဘာပြောကြလဲဆိုလို့ရှိရင်အာဘာဆိုင်လို့လဲမစ္စတာစစ်တိုက်စမ်းပါကွာဒီအဆိုတော်နဲ့မင်းနဲ့ဘာဆိုင်လဲဆိုင်တာပေါ့ဗျဆိုင်တာပေါ့ဒီစစ်ကောင်စီက စစ်ကောင်စီနဲ့စစ်ကောင်စီပတ်သက်တဲ့သူတွေက ကျွန်တော်တို့ရဲ့မျော်လင့်ချက်လူတို့ရဲ့မျော်လင့်ချက်နော်နဲ့သွေဖယ်တဲ့အလုပ်တွေကိုလုပ်နေတယ်ဆိုတာကိုကျွန်တော်တို့သိအောင်လုပ်ရမယ် အဲ့လိုမျိုးမျောလင်းချက်ကိုဟိုဒီလက်နဲ့အာကိုနဲ့ပိတ်ပင်နေတဲ့သူတွေကိုသူတို့လုံးနေတာမှန်ပါတယ်ဆိုတော့အတွေးမျိုးဝင်အောင်ကျွန်တော်တို့က support လို့မရဘူးကျွန်တော်တို့ကမ support တင်ဘူးကျွန်တော်တို့ကသူတို့ကိုကျွန်တော်တို့က fight out လုပ်ရမယ်အဲ့တော့သူတို့ကိုကျွန်တော်တို့ကသူတို့နဲ့ရောရောနေတယ်သူတို့ကိုကျွန်တော်တို့ကဟိုဟို fight out မလုပ်နိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကသူတို့ကို support တယ်လို့ဖြစ်တယ်ကျွန်တော်တို့ support တယ်ဆိုသူတို့ရဲ့အတွေးခေါ်ကဘယ်တော့ပြောင်းလဲလာမလဲ ကျွန်တော်ပြောပါလေ290တက်မတော်ကိုလက်နက်ချင်းရှင်ပြစ်လို့ခက်ခဲမယ်ဆိုတာကကျွန်တော်တို့လည်းဟိုထိုက်တဲ့တော့ပညာတက်ခဲ့တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့လည်းသိတယ်ဒါပေမဲ့ကျွန်တော်တို့ပယ်ချင်းရှင်းဒဏ်ကိုတော့ဘယ်သူမှမခံနိုင်ဘူး white out လောက်တာအဲ့ဒါကြောင့်မို့ဒီ social media မှာ white out လောက်တာကဘယ်လောက်ထိအရေးကြီးလဲဆိုတော့ကျွန်တော်ပြောပြတာကျွန်တော်တို့တွေကျွန်တော်တို့အရွယ်ပေါ့နော်ဒါ90 495မွေးတဲ့ခုနှစ်တည်းမှာမွေးတဲ့သူတွေဆိုတက္ကသိုလ်တက်တဲ့ကိစ္စကိုကောင်းကောင်းသိတယ်နော်တက္ကသိုလ်တက်ပြီဆိုတာနဲ့နိုင်ငံရေးကိရှင်း ဘာမယ်ဆိုပြီးတော့မှလက်မှတ်ထိုးပြီးမှတက္ကသိုလ်တက်ရတာအဲ့ဒါဘာလဲဆိုတော့နိုင်ငံအရေးကိုလှုပ်တဲ့သူတွေကိုတောင်မှ voice out လှုပ်တာနော်စစ်ကောင်စီကမပတ်သက်ခိုင်းလုံးဝပတ်သက်ရင်တော့ဒုက္ခအမျိုးမျိုးရောက်ကြောက်ရွံ့နေအောင်ထိသူတို့ voice out လှုပ်တာအဲ့တော့သူတို့အားတာတဲ့အချိန်မှာအဲ့လိုမျိုးတွေ voice out လှုပ်ခဲ့တယ်အဲ့တော့ကျွန်တော်တို့ပြည်သူကကျွန်တော်တို့ဒီတော်လိုင်းအင်အားစုတွေကဒီစစ်ကောင်စီကို voice out လှုပ်ရမယ်ဒါအားချောင်းတာမဟုတ်ဘူးကျွန်တော်ပြောချင်တာ ဟိုဓာအားချောင်းနေတာမဟုတ်ဘူးအဲ့တော့သူများတွေကပြောတယ်မင်းတို့ကလက်လက်ကင်လာတာမြို့ရွာတွေကိုသိမ်းပါပါကြအဲ့လိုမျိုးပြောတာမဟုတ်ဘူးအားချောင်းတာကျွန်တော်တို့ကဘေးပြင်မှာလည်းကျွန်တော်တို့ကတိုက်ခိုက်ရမယ်အဲ့တော့သူတို့စိတ်တဲ့ပိုင်းဆိုင်ရာပြတ်ပြားသွားအောင်လို့ကျွန်တော်တို့ကလည်းသူတို့ကိုသူတို့ရဲ့မဟုတ်တဲ့ကိစ္စတွေကိုကျွန်တော်တို့ကပြောရမယ်သူတို့ရဲ့မဟုတ်တဲ့ကိစ္စဆိုတာသူတို့ရဲ့မမှန်တာကိုကျွန်တော်တို့ကလီးစေပြီးပြောတာမဟုတ်ဘူးသူတို့ရဲ့လုပ်ရဲ့အလွဲတွေကိုလည်းကျွန်တော်တို့ကပြောရမယ် ဲ့တော့ကျွန်တော်တို့ပြောတာကိုကျွန်တော်တို့လက်နက်နဲ့ချိန်မိုးရင်ကျွန်တော်တို့ကလည်းလက်နက်နဲ့ပြန်လဲတက်ခိုက်ရမယ်အဲဒါမျိုးပေါ့ကျွန်တော်တို့ဒီတိုင်းတက်ဖွဲ့တွေကလုံနေတာအဲ့တော့သူတို့ကိုကျွန်တော်တို့ကဟို fight out လောက်ကမယ်အဲကျွန်တော်တို့သူတို့ကိုဟိုဆန့်ကျင်ရမယ်ပြီးရင်သူတို့ဒီစစ်ကောင်စီနဲ့စစ်ကောင်စီနဲ့ပတ်သက်တဲ့အဲသူအချို့ကဒီပတ်သက်မှုတွေဒီဆက်ရှက်မှုတွေဒီမားနေတယ်ဆိုတဲ့အကြောင်းတရားကိုလည်းကျွန်တော်တို့အများများလုပ်ပေးရမယ်အဲ့တော့ကျွန်တော်တို့ရဲဘော်တွေကိုကျွန်တော်တို့အဲ့ဒါပဲတင်တယ်ရဲစစ်ဆိုကြမှာရှိတဲ့ရဲဘော်တွေကို စစ်ကောင်စီကိုလေပေါ်ကနေလဲမင်းတို့တိုက်ခိုက်ခြင်းမို့မြေပြင်ကနေလဲတိုက်ခိုက်ခြင်းမို့ဘာဖြစ်လဲစစ်ကောင်စီဒီလူတို့ရဲ့စန့်ကျင်ဘက်ကိုလုံနေတယ်ဆိုတဲ့အကြောင်းအရာတွေကိုသူတို့နဲ့ပတ်သက်တဲ့သူတွေရော သူတို့ကိုယ်တိုင်ရောသိရမယ် အဲ့တော့ကျွန်တော်တို့ကတိဖို့အတွက်ကျွန်တော်တို့ကဘယ်လိုလုပ်ရလဲဆိုတော့ကျွန်တော်တို့ဒီမှာဘေးကျင်းကပ်သွားပြီးကျွန်တော်တို့သွားပြောလို့မရဘူးလေအဲ့တော့ကျွန်တော်တို့ဘာလဲဆိုတော့သူတို့ social media သုံးတယ်အဲ့တော့ Facebook YouTube Viber TikTok ကနေပြီးတော့မှကျွန်တော်တို့ဒီ social media ကနေပြီးတော့မှမင်းတို့လုပ်ရသည်မားနေတယ်ဆိုတဲ့အကြောင်းလူလူလက်မခံဘူးဆိုတဲ့အကြောင်းဟိုအဲ့အတွက်ကြောင့်မို့ငါတို့လက်နဲ့ကြိုင်နေဆိုတဲ့အကြောင်းဒါတွေကိုကျွန်တော်တို့အမြဲတမ်းပြောနေရမယ်ကျွန်တော်တို့တက်ဖွဲ့ဝင်အချင်းချင်းတိုက်ခိုက်ဖို့အချိန်မရှိဘူးကျွန်တော်တို့ရဲဘော်တွေကိုလည်းကျွန်တော်တို့မှားတယ် ကိုယ့်ရဲ့တက်ဖွဲ့ဝင်ချင်းချင်းတိုက်ခိုက်ဖို့အချိန်မရှိဘူးအဲ့တော့နောက်တစ်ခုကကျတော့ကျွန်တော်တို့တော်လိုင်းအင်အားစုတွေကတော်လိုင်းအစမှာဟိုတကယ်ဟိုစီးလုံးကြတယ်ကျွန်တော်ဘသူရေးတာလည်းမသိဘူးကျွန်တော်ပြောသလိုပဲဗုဒ္ဓဟိုဗုဒ္ဓခါရဖျားဘူးသွားကြတယ်တဲ့သွားတော့ကတော့လင်ရင်ခွင်းမှာစုပြီးတက်ပုံရိုက်တယ်တက်ညီလက်ညီပဲဖျားသွားတော့လည်းတက်ညီလက်ညီပဲအဲဟိုရောက်တော့တမိုင်းเจ้าကိုရှင်းတော့သူ့တမိုင်းကမှန်တယ်ကို့တမိုင်းကမှားတယ်နဲ့ဟိုလင်းပေါ်ပြန်တက်ပြီးတော့မှလင်ခွင်းလဲဆင်းရောဟိုဘယ်လိုဖြစ်လဲဆိုတော့တယောက်တယောက်စကားပြောတော့ ဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံမှာအဲ့ဒါပြက်တနာနောက်ကျွန်တော်မြန်မာနိုင်ငံမှာဘာလဲဆိုလို့ရှိရင်ခင်ဗျားတို့သတိထားမိလားမသိဘူးချစ်ကြည်ရေဘောလုံးပွဲတိုင်းရန်ဖြစ်တယ်တိလားကျွန်တော်တို့မြန်မာနိုင်ငံမှာချစ်ကြည်ရေဘောလုံးပွဲတိုင်းရန်ဖြစ်တယ်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေကျွန်တော်အပါဝင်အားလုံးပေါင်းပေါ့နော်ဟိုချစ်ကြည်ရေပွဲတိုင်းဟိုဘယ်လိုပြောရမလဲဘောလုံးချစ်ကြည်ရေပွဲတိုင်းရန်ဖြစ်တယ်သူကဘလို့ရန်ဖြစ်တာလဲဆိုတော့နံပါတ်1သူများအသင်းနဲ့ကို့အသင်းနဲ့ရန်ဖြစ်တယ်။ပွဲကတော့ဗာလဲဆိုတော့နှစ်ရွာချစ်ကြည်ပွဲ နော်နှစ်ရွာချစ်ကြည်ရေးပွဲချစ်ခင်ရင်းနှီးအောင်နှီးနှောဖလှယ်ပြီးတော့မှဘောလုံးကန်ကြတာဘာလို့ဘောလုံးကန်မယ်ဆိုကျွန်တော်တို့တွေးဆုံကြမယ်မိတ်ဆက်ကြမယ်နှုတ်ဆက်ကြမယ်ပြန်ဆိုင်ကြမယ်တူတူမောကြမယ်တူတူရီကြမယ်တူတူငိုကြမယ်ဒီလိုပေါ့ချစ်ခင်အောင်လို့နှစ်ရွာနှစ်ရွာဟိုဟိုနှစ်ရွာချစ်ကြည်ရေးပွဲပေါ့အဲနှစ်ရွာချစ်ကြည်ရေးပွဲမှာဘယ်လိုဖြစ်လဲဆိုတော့အဲ့နှစ်ရွာစကားမပြောတော့ဘူးဘောလုံးပွဲပြီးသွားရင်အဲ့နှစ်ရွာစကားမပြောတာပြဿနာမရှိဘူးနော် ရှုံးသွားရဲ့ကြည့်သူညံ့လို့ရှုံးတာငါညံ့လို့ရှုံးတာအတင်းသားချင်းချင်းတသိန်းလုံးညံ့လို့ရှုံးတာကိုသူညံ့လို့ရှုံးတာကိုညံ့လို့ရှုံးတာလက်ညှိုးထိုးပြီးအဲ့အတင်းသားချင်းချင်းလည်းစကားပြောတော့အဲ့တော့ရွာတွေကလာအားပေးတဲ့ကောင်တွေကလည်းဘောလုံးသမားကိုစကားပြောတော့ဘောလုံးသမားတွေကလည်းအတင်းသားချင်းချင်းစကားပြောတော့အဲ့ချစ်ချစ်ရေးပွဲပြီးွားတာနဲ့တရားတော်စကားပြောတော့အဲ့ဒါကျွန်တော်တို့မြန်မာနိုင်ငံမှာဖြစ်တဲ့ပြဿနာပါအခုကျွန်တော်တို့တော်လန်ရေးလေအဲ့လိုပြဿနာမျိုးရှိနေတယ်ဗျဒါကကျွန်တော်ဝေဖန်ထောက်ပြတာပေါ့ဒါမျိုးတွေကိုချစ်ညင်စဉ်းစားနိုင်ဖို့ ကျွန်တော်တို့လိုအပ်တယ်ကျွန်တော်တို့ရဲ့အချိန်တွေကအားနေတာမရှိဘူးเนาะကျွန်တော်တို့ပြင်ဆင်နေတယ်စူးပွက်နေတယ်တက်ဆင်နေတယ်တိုက်ခိုက်နေတယ်ဒီကံက၄ရက်ကိုကျွန်တော်တို့အမြဲတမ်းလုပ်နေရတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့မှာအားတဲ့အချိန်ဆိုတာမရှိဘူးအဲ့တော့အားတဲ့အချိန်မရှိတဲ့ကြားထဲကလိုအပ်တဲ့ရံပုံငွေကိုကျွန်တော်တို့ကဆိုရှယ်မီဒီယာကနေတက်ပြီးတော့ကျွန်တော်တို့ကပြောရတယ်ဗျအဲ့တော့ကျွန်တော်ပြောချင်တာတော်လန်ရေးမှာဟုတ်ပြီဥပမာဗျဂျက်စင်ဆိုကြမဟုတ်ဘူးဗျာ တခြားတပ်ဖွဲ့ကတိုက်လို့စစ်ကောင်စီကိုတင်းသွားရင်စစ်ကောင်စီကိုတက်ခတ်သိမ်းပိုက်နိုင်သွားရင်ကျွန်တော်လက်ကုပ်တီးလို့မရဘူးလားကျွန်တော်ကတီးခွင့်မရှိဘူးလားအဲ့တော့အဲ့လိုမျိုးပဲဒီပြည်သူလူထုကရောတီးခွင့်မရှိဘူးလားအဲ့မှာကျွန်တော်တို့ကစကန်တစ်ခုကိုတိမ်းတယ်မျိုးတစ်မျိုးကိုတိမ်းတယ်ဆိုရင်တခြားအဖွဲ့တွေကရောတီးဖို့မလိုဘူးလားကျွန်တော်ပြောတာလေမလိုဘူးလားတီးလို့မရဘူးလားရတာပေါ့ကျွန်တော်တို့မြန်မာတော့ရတယ်အဲ့တော့ဘယ်တရင်တက်ဖွဲ့ လေပဲဖြစ်ဖြစ်စစ်ကောင်စီဘုံရန်သူဖြစ်တဲ့စစ်ကောင်စီကိုတိုက်ခိုက်သိမ်းပိုက်ချိန်မုံနိုင်တယ်ဆိုရင်ကျွန်တော်တို့ကတော့ appreciate လုပ်မှာပဲကျွန်တော်တို့ကလက်ခုပ်တီးမှာပဲကျွန်တော်တို့ကတော့ကြွားမှာပဲဒါဘာဖြစ်လဲဒါငါတို့ရဲ့တော်လိုင်းအင်အားစုတွေနိုင်တာဆိုပြီးကျွန်တော်တို့ကတော့ကြွားမှာပဲအဲ့တော့ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေတိုက်ခိုက်ရင်လည်းခင်ဗျားတို့ကြွားရမှာအဲ့ဒီလိုမျိုးရှိတာပေါ့နော်ဟိုကျွန်တော်အမြင်မှာတော့ဒီလိုမျိုးဖြစ်ပါဆိုကျွန်တော်တို့တော်လိုင်းအင်အားစုဘက်ကနိုင်တာ哦အဲ့တော့ကျွန်တော်ပြောချင်တာဟုတ်ပြီကျွန်တော်တို့တော်လိုင်းအင်အားစုတွေ မြန်မာနိုင်ငံအနှံ့ပြားမှာရှိတဲ့ဒေါ်လာအင်အားစုတွေကတယောက်ကြရင်ရောကျွန်တော် RMB လုံးလို့မရဘူးလားကျွန်တော်ကဝန်းနေလို့မရဘူးလားကျွန်တော်ကရောဒီရဲဘော်အတွက်စိတ်ထိခိုက်ပေးလို့မရဘူးလားကျွန်တော်ပြောကြတာအဲဒါပေမဲ့ကျွန်တော်တို့ဒေါ်လာအင်အားစုတွေကကျွန်တော်ဒါထောက်ပြတာချစ်လို့နော်ထောက်ပြတာကျွန်တော်ဟိုကျွန်တော်တို့အင်အားစုတွေကဘလို့လဲအခုဖြစ်နေလဲဆိုတော့ဘုံရန်သူကိုတခါလေမေ့နေကြတယ်ဥပမာပေါ့ဟိုဟိုကျွန်တော်တို့တခြားတပ်ဖွဲ့ကတိုက်လို့ အောင်မြင်လို့ကျွန်တော်တို့ကလက်ခုပ်တီးကြည့်ဟာအာဘာဖြစ်လဲဆိုမင်းတို့နဲ့ဘာဆိုင်လို့လဲမင်းတို့ကဘာလို့ပျော်တာလဲမင်းတို့ကရောပျော်နေဘာဖြစ်ညာဖြစ်လဲဟာအဲ့လိုမျိုးရောပျော်တော့မရဘူးလားဗျာဒါတော်လိုင်းအင်အားစုတွေနိုင်တာလေဗျာကျွန်တော်တို့တော်လိုင်းသမားတွေလေကျွန်တော်တို့တော်လိုင်းသမားတွေဗျာကျွန်တော်တို့တော်လိုင်းအင်အားစုတွေနိုင်တာအဲ့တော့ကျွန်တော်တို့နိုင်ရောအတူတူမဟုတ်ဘူးလားကျွန်တော်တို့ကတော်လိုင်းရေးဆိုတဲ့ခေါင်းစဉ်အောက်မှာကျွန်တော်တို့ကအတူတူမဟုတ်ဘူးလားအဲ့တော့တော်လိုင်းရေးဆိုတဲ့ခေါင်းစဉ်အောက်မှာဗျာနှစ်ဖွဲ့ပဲရှိတယ်ဗျာ နော်ပြည်တော်စုကိုရီမန်းပြီးသွားနေတဲ့အဖွဲ့ရဗမာယူနစ်ကိုသွားနေတဲ့အဖွဲ့ရဒါပဲရှိတယ်တော်လန်ရေးမှာဒါပေမဲ့အဲ့နှစ်ဖွဲ့လုံးရဲ့ဘုံရီမန်းချက်ကလည်းဒီအာနာရှင်စနစ်ပြုတ်ကျပြီးတော့မှလူထုလိုလားသောနိုင်ငံတော်တကူတီဆောင်မယ်ဆိုတဲ့ရည်ရွယ်ချက်ပဲကျွန်တော်တို့ရည်ရွယ်ချက်လည်းတူတယ်ရည်မှန်းချက်လည်းတူတယ်လှုပ်ဆောင်ချက်လည်းတူတယ်ဗျာကျွန်တော်တို့အားလုံးတူတယ်ကျွန်တော်တို့မတူတာဆိုလို့တင်ရင်တစ်ဖွဲ့ပဲရှိတယ်အဲ့တော့ကျွန်တော်တို့မတူတာဆိုလို့တင်ရင်တစ်ဖွဲ့ပဲရှိတယ်ဗျာတင်ရင်တစ်ဖွဲ့ရတယ်တူအောင်လုပ်ရင်လုပ်လို့ရတယ်နော်ဒါပေမဲ့ လူ900ရှင်တရင်တရင်ပဲရမယ်လူ1000ရှင်တရင်နှစ်ရင်ဖြစ်မယ်အဲ့တော့လူ1000တရင်တရင်နဲ့လောလောလို့မရဘူးသူရဲ့ဖွဲ့စည်းပုံကရှိတာ哦အဲလိုမျိုးတွေတော့ရှိတာပေါ့ဗျာအဲ့တော့ကျွန်တော်တို့ကဘာလဲဆိုအာနာရှင်စနစ်ကိုတိုက်တဲ့နေရာမှာတူတာကိုတွဲသွားမယ်မတူတာကို꿰သွားမယ်ဘယ်သူပဲရှုံနေရှုံနေအဲဒါကျွန်တော်တို့ရဲ့ရှုံနေဘူးပဲဘသူပဲအောင်မြင်အောင်မြင်ဒါကျွန်တော်တို့ရဲ့အောင်မြင်မှုပဲဆိုတော့ကျွန်တော်တို့ဒေါ်လန်ရေးသမားတွေတရက်နှစ်တယောက်အခုအခါနည်းနည်းနဲ့ ကျွန်တော်တို့ကသွားဖို့လိုတာပေါ့အခုကကျွန်တော်တို့ကြည်နေတာကျွန်တော်တို့ဒေါ်လာရေးရဘယ်လိုဖြစ်နေလဲဆိုကျွန်တော်တို့နိုင်ငံတော်ကလက်ခုပ်တီးခဲ့တယ်ကျွန်တော်တို့ကြေးရွာချစ်ကြည်ရေးပွဲလို့ပဲဟိုဘောလုံးမကန်ခင်မှာတော့အားလုံး AC ပဲဘောလုံးကွင်းရောက်တဲ့အထိခရမှုတ်တဲ့အထိအားလုံး AC နေသေးတယ်အဲ့ဒါမှုတ်ပြီးတော့မှသူတင်ကိုတင်ကန်လဲကန်အောင်ချစ်ကြည်ရေးကန်တဲ့ကောင်နဲ့လဲကိုနဲ့စကားမပြောတော့ဘူးကို့အတင်းသားနဲ့လဲကိုနဲ့စကားမပြောတော့ဘူးနောက်ဆုံးရွာတဲ့ကောင်နေနဲ့ပါစကားမပြောတော့ဘူးအဲ့လိုဖြစ်အခုလဲဒေါ်လာအေးမှာအဲ့လိုပဲ ဥမာရဲစီဆိုကြောက်ထောက်ပံ့တဲ့သူကတခြားစစ်ကြောင်းကအောင်မြင်မှုရလို့လက်ဟုတ်သွားမတီးနဲ့။ဘာဆိုင်လို့လဲဘလောက်ထောက်ပံ့ဘူးလို့လဲဘာညာပြဿနာရှာပြီ။မဟုတ်ဘူးလေတော်လိုင်းအင်အားစုတွေကဒါအောင်မြင်တာပဲလေ။အထိခိုက်ရင်ရောဥမာပေါ်ရဲစီဆိုကြောက်ရဲပေါ်ကြာဆုံးလို့တခြားစစ်ကြောင်းကအဲလာငိုတယ်ဆိုရင်လည်းအဲတချို့လူတွေကဘာဆိုင်လို့မင်းတို့နဲ့ဆိုင်တာဒါသူ့တက်ဖွဲ့မင်းတို့တက်ဖွဲ့မှမဟုတ်တာမဆိုင်ဘူးလေဒါကျွန်တော်တို့တော်လန်ရေးဆိုတဲ့ခေါင်းစဉ်အောက်မှာတဆုတစီတဲ့တညွတ်တညွတ်ထဲအဲကျွန်တော်တို့သွားရမယ် ိုခင်ဗျားတို့ရဲ့ကြဆုံမှုကကျွန်တော်တို့ရဲ့ကြဆုံမှုကျွန်တော်တို့ရဲ့အောင်မြင်မှုကလည်းခင်ဗျားတို့ရဲ့အောင်မြင်မှုပဲဒါတော်လိုင်းရေးအေးတက်ဖွဲ့ဝင်မိမိဖက်ပဲဖြစ်ဖြစ်မိမဖက်ပဲဖြစ်ဖြစ်နော်ကျွန်တော်တို့ကဟိုအတူတူဆိုတဲ့စိတ်ရှိရင်တော့ကျွန်တော်တို့အောင်မြင်နိုင်ခြင်းနဲ့တာပေါ့အဲကျွန်တော်တို့ဒီတိုက်ပွဲတိုက်တဲ့အခါကျရင်လည်းကျွန်တော်တို့တွေးမြင်ရတာရှိကျွန်တော်တို့ကစစ်ဦးမှာတိုက်တယ်တချို့ကကြတော့စစ်ရဲ့အခြေမှာတိုက်တယ်ပေါ့အဲ့တော့စစ်အခြေမှာတိုက်လို့ ဟိုစေဦးကတိုက်နိုင်ဖို့အတွက်စစ်ချေရဖြတ်ပေးရတာပေါ့ဒါအနေဟိုလိုမျိုးဥပမာပြောပြတာနော်အဲ့တော့ဘာဖြစ်လဲဆိုတော့ဒီခါကြကြလို့ချင်းစစ်ချေမှာတိုက်တဲ့အဖွဲတွေကကိုဘက်ကအရေးနှိပ်သွားတဲ့ခါကြရင်ငါမပါလို့အရေးနှိပ်တာဆိုတဲ့ပြဿနာရယ်နောက်တစ်ခုကကြတော့ဟိုဒါငါတို့ဖွဲမှမဟုတ်တာဘာမှဖြစ်ပါဘူးမဟုတ်ဘူးလေဒီစစ်ချေမှာအရေးနှိပ်စစ်ဦးကကောင်းနေလဲခံရဖို့အလားလားရှိတာပေါ့ဒါဘယ်ဘက်ကပဲအရင်နေနေကျွန်တော်တို့အရင်နေတာပဲအဲ့လိုပဲဘယ်ဘက်ကပဲအရင်သာသာကျွန်တော်တို့ ရေးတာတာပဲအဲကျွန်တော်တို့ဒီတက်ဖွဲ့တက်ဖွဲ့ဝင်နေရတော့အဲ့လိုမျိုးရှိတာပေါ့အဲ့လိုမျိုးရှိဖို့အတွက်လည်းကျွန်တော်တို့ခေါင်းဆောင်တွေနဲ့ဆိုင်တယ်လို့ကျွန်တော်တို့ကတော့ထင်တယ်ခေါင်းဆောင်တွေအနေနဲ့ကိုယ့်ရဲ့တိုင်းတက်ဖွဲ့ကိုကောင်းကောင်းဟိုစိတ်ထားနှလုံးသားကောင်းနေရှိဖို့စီရီရွယ်ချက်မှန်ဖို့နိုင်ငံရေးရွယ်ချက်မှန်ဖို့ထိန်းချောင်းတင်တယ်လို့ဟိုထင်တယ်ပေါ့ငါ့ကိုချင်းပြီးရောငါ့ကိုဟိုငါနောက်လိုက်ရင်ပြီးရောဆိုတဲ့အတွေးမျိုးပဲထားရင်တော့မဟုတ်ဘူးတော့တော့ပါလဲဆိုတော့ကျွန်တော်တို့ရဲဘော်တွေက ကိုယ့်ရဲ့ခေါင်းဆောင်ကိုချစ်ခင်တဲ့အတွက်ကြောင့်မို့ကိုယ့်ရဲ့ခေါင်းဆောင်ရဲ့စိုးမဩဝါဒတွေကကိုယ့်ရဲ့ခေါင်းဆောင်ရဲ့အနေထိုင်ပြုမှုတွေကသူတို့ပေါ်အများကြီးလွှမ်းမိုးမှုရှိတယ်။အဲ့တော့ခင်ဗျားတို့စကားကြားဘူးလားမသိဘူး။ဟိုဘယ်လိုပြောရမလဲ။မိမဆုံးမဖမဆုံးမဆိုတဲ့စကားကိုခင်ဗျားတို့ကြားဘူးလားမသိဘူး။ဘယ်လိုပြောရမလဲဆိုတော့မိမဆုံးမဖမဆုံးမရင်တာသမီတွေကအရင်ဆိုင်လေးတွေဖြစ်တယ်။အဲ့တော့အရင်ဆိုင်လေးတွေဖြစ်လို့ရှင့် ဘလို့တိတ်ခါကြရဲဆိုဒီမိသားစုကြီးတိတ်ခါကြတာပေါ့ဗျာမိမဆုံးမဖမဆုံးမသားလေးတွေကအာဟိုသားသမီးတွေကအရင်ဆိုင်မွေးဝါးရင်ဘလို့ဖြစ်လဲဆိုတော့ဒီမိသားစုတိတ်ခါကြတာပေါ့မဟုတ်ဘူးလားအဲ့တော့ကျွန်တော်ပြောတာကျွန်တော်တို့ရဲ့ရဲဘော်ညီကောင်တို့မတွေကကိုနောက်လိုက်ရင်ပြီးရောကို့ချင့်ပြီးရောဟိုလုံးလို့မရဘူးကျွန်တော်ထင်တာလေလုံးလို့မရဘူးမလုံးတင်ဘူးလို့ထင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဟိုဘသူပဲကြာရှုံရှုံကျွန်တော်တို့အတူတကွဝမ်းနေရမယ်ဘသူပဲအောင်မြင်မြင်ကျွန်တော်တို့အတူတကွပျော်ရွှင်ရမယ်ကျွန်တော်တို့ဒီဟို တော်လန်ရေးဆိုတဲ့အောက်မှာရည်ရွယ်ချက်ကောရည်မှန်းချက်ကောလှုံ့ဆောင်ချက်ကောကျွန်တော်တို့ကတူတဲ့အဖွဲ့အစည်းတွေကျွန်တော်တို့ကဖြစ်တယ်အဲ့တော့ကြေးကချစ်ကြည်ပွဲလို့ဘောလုံးပွဲပြီးစကားမပြောအဲ့လိုမျိုးတော့ဟိုမဖြစ်စေချင်ဘူးပေါ့နော်အဲခုနပြောသလိုပေါ့ရဲဘော်တွေကကိုယ့်ရဲ့ခေါင်းဆောင်နေရဲ့အပြုမှုအနေထိုင်အပြောဆိုတွေကသူတို့ပုံမှာအများဆုံးလွှမ်းမိုးမှုရှိတယ်အဲ့ဒီဟာတွေကကိုကတတိထားရမယ်ပေါ့ကိုကတတိထားရမယ်ဟိုကိုကိုထောက်ခံပြီးရောကိုကိုချင့်ပြီးရောဆိုပြီးတော့မှ ဟိုလက်လို့စပယ်ထားလို့မရအောင်အဲကြလို့ရှင်ဘာဖြစ်လဲဆိုတော့ခုနကျွန်တော်ပြောသလိုမိမဆိုးမဖမဆိုးမလေးတွေဖြစ်သွားတဲ့အခါဒီအိမ်ကတိတ်ခါကြတယ်အဲ့ဒီအိမ်ကဘာအိမ်လဲဆိုတော့တော်လန်ရေးအိမ်ပေါ့ဗျာကျွန်တော်တို့တော်လန်ရေးအိမ်ကြီးပေါ့ကျွန်တော်တို့တော်လန်ရေးလှေကြီးပေါ့တလေလဲကျွန်တော်တို့ကစီးပြီးတော့ရေစံတက်နေကြတဲ့ကျွန်တော်တို့ကကောင်းနေလေကျွန်တော်တို့တိုင်တက်ခွဲချင်းချင်းဒီတလေလဲစီးပြီးတော့မှရေစံတက်နေရတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်မို့ငခိုးမတကောင်နဲ့တလေလုံးဟိုမပုတ်ချင်ဘူးအဲ့တော့ကျွန်တော်တို့ပြောလို့တာက justice ဆိုကြအနေနဲ့ ဒီဒေါ်လာရေးလေယူကိုမပုတ်เสียရဘူးအဲ့တော့တခြားတရင်တက်ဖွဲ့တွေလည်းဟိုဒီကြောင့်ဟိုကြောင့်မပုတ်အောင်ကိုယ့်ရဲ့တရင်တက်ဖွဲ့ဝင်တွေကိုစနစ်တကျထိန်းချောင်းပေးတယ်ဆိုရင်တော့ဟိုမိမဆုံးမဖမဆုံးမဖြစ်တော့ဘူးဗျာအဲဒါဒါမျိုးကြီးကျွန်တော်ကချစ်လို့ကျွန်တော်ဟိုအမုန်းခံပြီးတော့အကြံဉာဏ်ပေးတာပေါ့အဲဒီလိုမျိုးအကြံဉာဏ်ပေးတာလေးလဲကျွန်တော်ခဏခဏပြဿနာတက်ရတာရှိအဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဟိုးကျွန်တော်ကကျွန်တော်တို့ ဒီကာဝေးဝင်ကြီးဌာနကနေကျွန်တော်တို့လက်နက်၅လက်ရတဲ့အချိန်မှာကျွန်တော်တို့လက်နက်တွေတကယ်ပဲပြဿနာတက်ခဲ့တဲ့တိုက်ပွဲထဲမှာအဲ့တော့ပြဿနာတက်ခဲ့တဲ့ဟာကိုကျွန်တော်ကမြေပြင်မှာအကောင်းဆုံးရှင်းဖို့ကျွန်တော်ကြိုးစားတယ်ဒါပေမဲ့လည်းဟိုကျွန်တော်တို့ရှင်းလို့မရခဲ့ဘဲနဲ့လူလူကိုထုတ်ပြောလိုက်ရတာရှိသွားတယ်ပေါ့အဲ့ဒီအချိန်မှာလည်းကျွန်တော်ကတော်လိုင်းအင်အားစုတွေအကုန်လုံးအန်ရယ်ကင်းစေဖို့ဒီလိုလက်နက်မျိုးတွေမရစေဖို့ အဲကျွန်တော်ကဟိုပြောခဲ့ပေးမယ်လေဒီဒေါ်လာရေးအင်အားစုတွေကတချို့တက်ဖွဲ့ဝင်တွေကိုယ်တိုင်ရအောင်ဟိုလက်နဲ့ရတာတော့မကျင်တဲ့ဘူးလားဆိုတဲ့ပြဿနာမျိုးတွေနဲ့အဲကျွန်တော်တို့ပြန်ပြောခံရတာပြဿနာရှာခံရတာမျိုးရှိတယ်ဗောဗျာဒါပေမဲ့ကျွန်တော်တို့ကတော့ပြဿနာမရှိပါဘူးဥမာကျွန်တော်တို့တက်ဖွဲ့မှာဒီလက်နဲ့ရောက်လာလို့ဒီလက်နဲ့ကအဲတာဖြစ်သွားလို့ကျွန်တော်ရဲဘော်ထိခိုက်သွားတာမှန်တာဗောအဲခင်ဗျားတို့မှဟိုဒါကမင်းတို့ရဲဘော်ထိခိုက်တာငါတို့ရဲဘော်ဟို မထိခိုက်တာမဟုတ်ဘူးဆိုတော့ဟိုစကားမျိုးပြောရင်တော့လေခင်ဗျားတို့အတွေးခေါ်တွေကမှန်ပါတယ်ဒါပေမဲ့ဂျက်စီဆိုကြရဲဘော်တီတယ်ခင်ဗျားတို့ရဲ့ညီကိုမောင်တို့မခင်ဗျားတို့ရဲ့ရဲဘော်ရဲဘက်ဝင်လို့တွေးတယ်ဆိုရင်တော့ဒီလိုစကားမျိုးတွေပဲပြောတော့မယ်ကျွန်တော်တို့ကတော့ဘယ်တရင်တစ်ဖွဲ့ဝင်မစိုးထိခိုက်ရင်ကျွန်တော်တို့ဝန်းနေတာပဲဘယ်တရင်တစ်ဖွဲ့မစိုးဟိုရွံ့ရွံ့ချွန်ချွန်တော်လန်နေတာတွေ့ရင်သူကောင်းပြု ခံရမဲ့လူတွေကပါရင်ကျွန်တော်တို့ကလည်းသူကောင်းပြူတာပဲ appreciate လုပ်တာပဲကျွန်တော်တို့ကလည်းလေးစားတာပဲကျွန်တော်တို့အားကြတာပဲကျွန်တော်တို့ချစ်ခင်ရတာပဲအဲ့တော့ကျွန်တော်တို့ကပို့ပြီးတော့မှသိရှိနားလည်တဲ့ခေါင်းဆောင်ခေါင်းတွေတွေ့ရင်ကျွန်တော်တို့ကလည်းလိုက်တာပဲရှင်းပြောရမယ်ကျွန်တော်တို့ကဟိုထမင်းစားကြုံခံနေတော့မဟုတ်ဘူးကျွန်တော်တို့လည်းကျွန်တော်တို့သွားရမယ့်လမ်းမှာကျွန်တော်တို့ဥဆောင်တဲ့သူကကျွန်တော်တို့ဥဆောင်ဥရပြုရလားတာဝန်ယူမှုတာဝန်ခံမှုရှိရလားဆိုတော့ကျွန်တော်တို့လည်းကြည့်အဲ့တော့ဂျက်စီဆိုကြမှာကျွန်တော်ပြောပြချင်တာကျွန်တော်တို့ဂျက်စီဆိုကြမှာရဲဘော်တွေကိုကျွန်တော်တို့အများရမ်းမှာ 节日休假的，十一月及南安一月节，慢慢劳动的，没有节日休假，我送花不？